မိုက်ဆော့ပိတ်တက်လုံးမင်္ဂလာပါကျွန်တော်တို့မေလ22ရက်မနက်တနားရီခွဲအချိန်မှာရှင်ပြိုင်သွားမယ်ပြီးများလေးအသင်းနှစ်သင်းဖြစ်တဲ့ Manchester United အသင်းနဲ့ Spurs အသင်းတို့ရဲ့ Euro Bali ဘောလုံးပွဲအကြောင်းကိုပြောပြပေးကြပါမယ် ဒီ final ပွဲစဉ်ကိုရှင်ပြိုင်ဖို့အတွက်ကျွန်တော် Manchester United နဲ့ Spurs အသင်းတို့ကတော့ပြီးမြောက်လေးကိုတော့အာယုံစိုက်ထားခြင်းမရှိဘဲနဲ့ Europa League final ပွဲအတွက်ကိုပဲအပြေအဝါအာယုံစိုက်ထားရလေဖြစ်တယ်။ဒီပွဲကဘိုလူပွဲထက်တော်မှပိုတယ်လို့ပြောလို့ရပြီးတော့ကျွန်တော်အနိုင်ရရှိတဲ့အသင်းကတော့လာမယ့်ရသည် Champions League ပြိုင်ပွဲဝင်ဝင်ကိုရရှိမှာဖြစ်ပြီးတော့အရေးနှိမ့်တဲ့အသင်းကတော့ပြည်တွင်းလိပြိုင်ပွဲတွေကိုပဲရှင်ပြိုင်သွားရမှာလည်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော် Europa League ဘိုလူပွဲနဲ့ပတ်သက်တဲ့ပွဲစဉ်ကိုချက်လက်တွေကိုပြောပြပေးခြင်းပါတယ်။ စပိုင်းနဲ့ယူနိုက်တက်အသင်းတို့ကကျွန်တော်တို့နောက်ဆုံးကစားထားတဲ့ပွဲစဉ်တွေမှာယိုဘာလိပြိုင်ပွဲကလွဲပြီးတော့ပြီးမြားလိပြိုင်ပွဲမှာတော့အနိုင်ရရှိထားခြင်းမရှိပါဘူး စပါတင်ကတော့ကျွန်တော်နောက်ဆုံးကစားထားတဲ့၅ပွဲမှာ၂ပွဲနိုင်၃ပွဲသူရည်နဲ့၂ပွဲရှုံးနေထားပြီးတော့ United အသင်းကတော့၂ပွဲနိုင်၃ပွဲအရေးနေထားရလဲဖြစ်ပါတယ်။နှစ်သင်းစလုံးကတော့ပြီးများလေးမှာအဆင့်၁၆ဆက်ခွန်နေရာမှာရက်တီနေရပြီးတော့အညံချင်းပြိုင်နေကြရဲဆိုပေမဲ့လေယိုဘာလေးပြိုင်ပွဲမှာတော့စန့်ကျင်ဘက်ဖြစ်ပြီးတော့ဘိုလူဝဲအဆင့်ထီကိုတက်လန်းထားနိုင်တဲ့အသင်းနေလဲဖြစ်ပါတယ်။ဒါဆိုရင်စပါတင်ကြောင့်ကိုကျွန်တော်စပြီးတော့ပြောပြပေးခြင်းနဲ့စပါတင်အတွက်ဒီပွဲကတော့ကျွန်တော်လုံးဝအရေးကြီးတဲ့ပွဲစဉ်ဖြစ်ပြီးတော့ကစားသမားတွေအတွက်ဒီမကပါဘူး။နီးပြပိုစတီကိုဂလူးရဲ့အနာဂတ်အတွက်လည်းအလွန်အရေးကြီးတဲ့ပွဲ စဉ်လည်းဖြစ်ပါတယ်။စပါတင်းနေနဲ့ကျွန်တော်ဖလားမဲရာသီဆခရနစ်ဇက်တိုက်ကိုအဆုံးသတ်သွားနိုင်မလားဆိုတာကလည်းဒီပွဲမှာအဖြစ်ရလက်ထွက်ပေါ်လာမှာလည်းဖြစ်ပါတယ်။အဲ့တော့ဒီရာသီကျွန်တော်ချန်ပီယံလေးဝင်ဝင်ကိုရယူသွားနိုင်မလားဆိုတာကလည်းတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်။စပါတင်းရဲ့ရောဒီယိုဘာလေးဘောလူပွဲကြီးဖြတ်တန်းမှုကိုကြည့်ရမယ်ဆိုလို့ရှိရင်လည်း၁၄ပွဲကစားရမှာ၂ပွဲသာအေးနေထားတာလည်းဖြစ်ပါတယ်။ ကျွန်ဒီဘွဲမှာဒါစပါတင်ကျွန်ရှုံးနေခဲ့မယ်ဆိုလို့ရှိရင်တော့နီးပြပိုစတီဗိုဂလူးကတော့ဂျာရူကနေထုတ်ပယ်ခံနိုင်ရမယ်အခြေအနေမျိုးလည်းဖြစ်ပါတယ်။အဲဒီတော့စပါတင်ကစားသမားတွေကလည်းသူတို့ရဲ့နီးပြမထုတ်ပယ်ခံရအောင်လို့ဒီဘွဲကိုချန်ပီယံစုရရှိအောင်အကောင်းဆုံးပုံစံနဲ့ပြင်ဆင်ပြီးတော့လာရောက်ကစားမယ်ဆိုတာလည်းအသေးကြပါပဲ။ United တင်းချောင်းကိုပြောပြပေးကြပါမယ်။ United တင်းကတော့ Yobale Bolu Wethi ကိုကျွန်တော်ရှုံးပွဲမရှိစံချိန်နဲ့တက်လန်းလာတာဖြစ်ပြီးတော့သူတို့အသင်းရဲ့ဂုံသိခါပိုင်းရောလာမယ့်ရာသီချန်ပီယံလိဝင်ခွင့်ရရှိနိုင်မှုတွေဒီဖလားကိုလည်းမဖြစ်မနေရယူသွားနိုင်မှုပြစ်မှတ်ထားနေရလဲဖြစ်ပါတယ်။ United တင်းအစပါအသင်းလိုပဲကျွန်တော်ပြီးများလိပြိုင်ပွဲမှာညံဖြင်းလောက် Yobale ပြိုင်ပွဲမှာတော့အလွန်ကောင်းမွန်တဲ့အသင်းလိုတော့ဖြစ်နေတယ်။ပြီးများလိကျွန်တော်ပြိုင်ပွဲ၈ပွဲဆက်9ပွဲပျောက်ဆုံးထားပြီးတော့ United အသင်းအနေနဲ့ Yobale မှာသာချန်ပီယံဆုရခဲ့မယ်ဆိုလို့ရှိရင်တော့အဆက်ကွဲခံနေရတာနေအနည်းငယ် တက်တာသွားနိုင်မယ်လို့တော့ထင်မြင်မိပါတယ်။ United သင်ကကျွန်တော်ယူပါလိဘောလူပဲနှစ်ကြိမ်ထိတက်လန်းထားနိုင်တဲ့အတွေ့အကြုံရှိထားတာလည်းဖြစ်ပါတယ်။တစ်ကြိမ်မှာဘောဆွဲခဲ့ပြီးတော့တစ်ကြိမ်ကတော့ဒုတိယနဲ့သာကျင်နှက်ခဲ့ရတာလည်းဖြစ်ပါတယ်။ပြီးတော့ United အသင်းအနေနဲ့ဒီယာဒီကတော့ယူပါလိချန်ပီယံဆုတစ်ခုတည်းသာရှိတော့တာကြောင့်ဒီပွဲကိုပဲအာယုံစိုက်ပြီးတော့အကောင်းဆုံးလုပ်ပြသွားနိုင်မလားဆိုတာကလည်းကျွန်တော်စောင့်ကြည့်သွားမှာလည်းဖြစ်ပါတယ်။ နောက်ထပ်ကြောင်းစပါးသင်းနဲ့ United အသင်းတို့ရဲ့ထိတိုက်တွဲဆုံမှုတွေအကြောင်းကိုပြောပြပေးခြင်းနဲ့ထိတိုက်တွဲဆုံမှုတွေရလဒ်တွေရတော့ Manchester United အသင်းကအသာရနေရဆိုပေမဲ့လည်း DRT တွဲဆုံထားတဲ့၃ချိန်စလုံးကိုစပါးသင်းကအနိုင်ရရှိအောင်စွမ်းဆောင်ထားနေတာလည်းဖြစ်ပါတယ်။ United အသင်းကကြောင်းစပါးသင်းနဲ့တွဲဆုံထားတဲ့နောက်ဆုံး 6ကြိမ်စလုံးကိုနိုင်ပွဲရယူထားနိုင်ခြင်းမရှိဘူးအဲ့ဒီအချက်ကလည်းစဉ်းစားစရာကောင်းတဲ့အချက်အနေနဲ့တော့ရှိနေတယ်အဲ့တော့ United အသင်းနဲ့ Spartan တို့ရဲ့အရင်ကဥရောပပြိုင်ပွဲတွေမှာတွေးဆုံထားမှုတော့မရှိဘူးအခုတွေးဆုံမှုကသူတို့နှစ်သင်းအတွက်တော့ပထမဦးဆုံးထိတိုက်တွေးဆုံမှုလည်းဖြစ်ပါတယ်နောက်တင်းစလုံးကတော့အဓိကကစားသမားအချို့ဒဏ်ရာရရှိထားရလဲဖြစ်ပါတယ်။စပါတင်းကတော့ကျွန်တော်မန်ဒီဇင်ကူလူဆက်စကီးနဲ့ဘာဘောတို့ကဒီပွဲကိုလွဲချော်ကြမှာဖြစ်တယ်။ယူနိုက်တက်အသင်းမှာတော့ဒါလော်ဒီလင်းနဲ့ယိုယိုတို့ဒဏ်ရာရနိုင်ပေမဲ့လည်းဒီပွဲကိုပါဝင်ကြမလားဆိုပြီးတော့စောင့်ကြည့်သွားရအောင်မှာလည်းဖြစ်ပါတယ်။ နောက်တင်းစလုံးတော့ကတော့ဒီပွဲကအရေးပါတဲ့ပွဲစဉ်လည်းဖြစ်တယ်ဘောလူပွဲလည်းဖြစ်တာကြောင့်ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာမှာဖြစ်ပြီးတော့အမားယွန်းခံလို့မရတာကြောင့်ပေးတဲ့အကြိုက်စောင့်ကြည့်ရမယ်ပွဲစဉ်တစ်ပွဲလည်းဖြစ်လာမှာပါဒီပွဲကိုခံမဲရမယ်ဆိုရင်တော့ Manchester United အသင်းကစပါးအသင်းကိုအနိုင်ယူပြီးတော့ Champions League ကိုထပ်မံရယူသွားနိုင်မယ်လို့တော့ထင်မြင်မိပါတယ်ပေးတဲ့နေတော့ဘယ်လိုမြင်လဲဆိုတော့ comment မှာဝင်အောင်ဆွေးနွေးသွားလို့ရပါတယ်